ဒီနေ့ပြောချင်တဲ့အကြောင်းအရတော့ tariff ပါ2025ခုနှစ် February လမှာ American သမ္မတ Donald Trump ကတင်သွင်းကုန်ပစ္စည်းတွေမှာ tariff အသစ်တွေချမှတ်ဖို့စတင်လိုက်ပြန်ပါတယ်။တရုတ်နဲ့မက္ကဆီကိုတို့ကတောင်မက ကနေဒါဂျပန်နဲ့တောင်ကိုရီးယားတို့ပါ အပါအဝင်နိုင်ငံပေါင်း60ကျော်ကိုပါကြီးညာခဲ့ပါတယ်။ဒါဆို tariff ကဘာလဲ။ဘာလို့ရှိနေတာလဲ။ အရေးကြီးဆုံးမေကွန်းကတော့ tariff တွေကကျွန်တော်တို့ရဲ့နေရှင်ပွားတွေကိုဘလို့တက်ရောက်မှုရှိနိုင်ပါသလဲဒီဗီဒီယိုမှာတော့ tariff နဲ့ပတ်သက်တဲ့များတည်တည်တဲ့အားလုံးကိုရှင်းပြပေးပါမယ် tariff ဆိုတာကနိုင်ငံတစ်နိုင်ငံရဲ့အစိုးရကနိုင်ငံခြားအတင်းသင်းလာတဲ့သွင်းကုန်တွေမှာချမှတ်တဲ့အခွန်တစ်မျိုးပါဥပမာအမေရိကန်ကပေါင်မို့တစ်ခုကို3ဒေါ်လာနဲ့ရောင်းတယ်ဆိုပါစို့ တရုတ်ကတူညီတဲ့အရေးအသွင်းနဲ့ပေါင်မို့ကိုဒေါ်လာနဲ့ထုံနိုင်ပြီးအမေရိကန်ပြန်ရောင်းနိုင်တယ်ဆိုရင်အမေရိကန်ပြည်သူတွေဟာဈေးသက်သာတဲ့တရုတ်ပေါင်မို့ကိုပဲဝယ်တာပေါ့ဒါပေမဲ့ဒါဟာအမေရိကန်မှာရှိတဲ့မုတ်လုပ်ငန်းတွေအတွက်ပြဿနာတစ်ခုဖြစ်လာပါတယ်သူတို့ကဈေးနှုန်းမှာရှင်ပြိုင်လို့မရတော့ပါဘူးဒါကြောင့်အမေရိကန်ဆိုရကသူတို့နိုင်ငံရဲ့လုပ်ငန်းတွေကိုကာကွယ်ဖို့အတွက်သွင်းကုန်ဖြစ်တဲ့တရုတ်ပေါင်မို့တွေမှာ tariff အခွန်တွေချမှတ်လိုက်တယ်အမေရိကန်အစိုးရက tariff ကို3ဒေါ်လာတက်မှတ်မယ်ဆိုရင်တရုတ်ရဲ့ဒေါ်လာတန်ပေါင်မုတ်ကအမေရိကန်ရောက်လာတဲ့အခါအခွန်3ဒေါ်လာပေါင်တော့စုစုပေါင်း4ဒေါ်လာဈေးတက်သွားတယ်။တစ်ဖက်မှာတော့အမေရိကန်ပေါင်မုတ်ကတော့3ဒေါ်လာတည်းဖြစ်နေပါတယ်။ဒါကြောင့်လူအများစုဟာဈေးသက်သာတဲ့အမေရိကန်ပေါင်မုတ်ကို ပြန်ဝယ်လာကြမှာပါ။ရိုးရိုးလေးပြောရရင် tariff အခွန်ဆိုတာက နိုင်ငံခြားပစ္စည်းတွေကို ပိုဈေးကြီးအောင် လုပ်ဖို့နဲ့ ဒေတာရင်းပစ္စည်းတွေကိုဈေးသက်သာအောင်လုပ်ဖို့အစိုးရကချမှတ်ခဲ့တဲ့အခွန်ဖြစ်ပါတယ်။အဲ့ဒီ tariff အခွန်တွေကြောင့်ဒေတာရင်းပစ္စည်းတွေကိုဝယ်ယူသူတွေပိုများလာစေပါတယ်။အမေရိကန်မှာ tariff အခွန်ကို အမျိုးအစားနှမျိုးခွဲထားတယ်။ပထမအမျိုးအစားက specific tariff သတ်မှတ်ခွန်ဒါဟာသွင်းကုန်တစ်ခုချင်းစီအတွက်၎င်းသွင်းကုန်ဤဈေးနှုန်းမကြည့်ဘဲသွင်းကုန်အမျိုးအစားပေါ်မူတည်၍ သတ်မှတ်ထားသောအခွန်အမျိုးအစားဖြစ်ပါတယ်။ဥပမာဆိုရင် American ကနိုင်ငံခြားမှဝင်လာတဲ့သွင်းကုန်အမျိုးအစားပေါင်မုတ်ကို tariff အခွန်3ဒေါ်လာချမှတ်တယ်ဆိုရင်တင်သွင်းတဲ့ပေါင်မုတ်တစ်လုံးဤမူလတန်ဖိုးက2ဒေါ်လာဖြစ်ခဲ့ရင် tariff အခွန်3ဒေါ်လာဆိုတော့အခွန်မှာပေါင်းလိုက်ရင် ပေါင်မုတ်တစ်လုံးကို စုစုပေါင်း9ဒေါ်လာအကယ်၍တန်ဖိုးကြီးသောဒေါ်လာ100တန်ပေါင်မုတ်ဖြစ်ရင်တောင်မှ tariff အခွန်က3ဒေါ်လာပဲ မပြောင်းလဲဘူးဒါဆိုပေါင်မုတ်တလုံးအတွက်အခွန်မှာပေါင်းလိုက်ရင်103ဒေါ်လာအချင်းချုပ်ပြောရရင်တွင်းကုန်မူလားတန်ဖိုးဈေးကိုမကြည့်ပဲတွင်းကုန်အမျိုးအစားပေါ်မူတည်၍သတ်မှတ်ထားသောအခွန်အမျိုးအစားဖြစ်တဲ့အတွက်သတ်မှတ်အခွန်လို့ခေါ်ခြင်းဖြစ်တယ်ဒုတိယအမျိုးအစားကတော့ add valorem tariff သူကို percentage tariff လို့လည်းခေါ်ကြပါတယ်မြန်မာလိုဆိုရင်ယာကိုင်းနော်အခြေခံ tariff ။ရာဂိုင်နှုန်းအခြေခံ tariff ဆိုတာသွင်းကုန်မူလားတန်ဖိုးအပေါ်မူတည်ပြီးအခွန်ကိုရာဂိုင်နှုန်းနဲ့အချိုးအခြားတွက်တဲ့အမျိုးအစားပါ။ဥပမာအစိုးရကသွင်းကုန်အမျိုးအစားပေါင်မုတ်ကိုဒုတိယအမျိုးအစားဖြစ်တဲ့ရာဂိုင်နှုန်းအခြေခံ tariff နဲ့ထားလိုက်တယ်ဆိုပါစို့။တင်သွင်းတဲ့ပေါင်မုတ်ဒလုံးချင်းစီကို20ရာဂိုင်နှုန်း tariff အခွန်ချမှတ်မယ်ဆိုရင်ပမောရဲ့မူလတန်ဖိုး30ဒေါ်လာဖြစ်ရင်20ရာခိုင်နှုန်းအခွန်ဆိုတော့2ဒေါ်လာ ဒါဆိုပေါင်မုတ်တစ်လုံးအတွက်အခွန်ပါပေါင်းလိုက်ရင် စုစုပေါင်း12ဒေါ်လာဖြစ်တယ်။အကယ်၍တစ်လုံးကိုဒေါ်လာ100ရံပေါင်မုတ်ဆိုရင်20ရာခိုင်နှုန်းအခွန်ဆိုတော့ဒေါ်လာ20။ဒါဆိုရင် စုစုပေါင်းတန်ဖိုးကဒေါ်လာ120ဖြစ်တယ်။တင်းမှာ100ရာခိုင်နှုန်းဒါမှမဟုတ်200ရာခိုင်နှုန်း tariff ဆိုပြီးတွေ့ဘူးကြရမလား။ဒါကဘယ်လိုမျိုးလဲဆိုတော့100ရာခိုင်နှုန်း tariff ဆိုတာက tariff အခွန်ပမာဏကသွင်းကုန်စည်းနဲ့အတူတူပဲလို့ပြောချင်တာ။ဥပမာ ပေါင်မုတ်တစ်လုံးတန်ဖိုးက30ဒေါ်လာတန်ရင် tariff အခွန်ကားကလည်း10ဒေါ်လာပဲဆိုတော့တစ်လုံးကိုစုစုပေါင်းဒေါ်လာ20ကျတယ်200ရာခိုင်နှုန်း tariff ဆိုတာက tariff အခွန်ပမာဏကတွင်းကုန်ဈေးရဲ့နှစ်စားလို့ပြောချင်တာဥပမာပေါင်မုတ်တစ်လုံးတန်ဖိုးက10ဒေါ်လာတန်ရင် tariff အခွန်ကနှစ်စားဆိုတော့အခွန်ကားကဒေါ်လာ20ဆိုတော့အခွန်မှာပေါင်းလိုက်ရင်တစ်လုံးကိုစုစုပေါင်းဒေါ်လာ30ကျတယ်အချင်းချုပ်ပြောရရင် ။ရာဂိုင်းနှုန်းအခြေခံ tariff ကသွင်းကုန်ရဲ့မူလတန်ဖိုးပေါ်မူတည်တယ်။မူလတန်ဖိုးများရင် tariff အခွန်ကားကလည်းများတယ်။မူလတန်ဖိုးနည်းရင် tariff အခွန်ကားကလည်းနည်းတယ်။သတင်းတွေမှာရေးထားတဲ့25ရာဂိုင်းနှုန်း tariff တို့30ရာဂိုင်းနှုန်း tariff တို့ဆိုတာရာဂိုင်းနှုန်းအခြေခံ tariff တွေပါပဲ။ဒါဆိုရင်အစိုးရကချမှတ်ထားတဲ့ tariff အခွန်တွေကကျွန်တော်တို့ပြည်သူတွေအပေါ်တက်ရောက်တဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေကိုစက်ကြည့်ကြရအောင် အခု tariff ဆိုတော့နားလည်ပြီးရတော့ဒီ tariff အခွန်တွေကကျွန်တော်တို့အတွက်ကောင်းသလားဆိုးသလားဆိုတာမှမသိမချဖြစ်နိုင်ပါတယ်ပြောရရင်တကယ်လည်းမသိကြပါဘူးအခြေအနေပေါ်မူတည်ပါတယ်အကြောင်းကတော့ tariff အခွန်တွေကနိုင်ငံအတွက်အချို့အခါမှာအလုံးဖြစ်ပြီးတော့အချို့အခါမှာတော့အလုံးမဖြစ်လို့ပါအဲ့ဒါဆိုရင် tariff ရဲ့အကျိုးကျေးဇူးတွေကဘာတွေလဲပထမအကျိုးကျေးဇူးကတော့ဒေသခံလုပ်ငန်းတွေကို ကာကွယ်ခြင်း tariff တွေကိုဘာကြောင့်ရှိရလဲဆိုပြီးအစိုးရကိုမေးလိုက်ရင် ဒေသခံလုပ်ငန်းတွေကိုကောက်ွယ်ဖို့လို့ပြန်ဖြေလိုက်မယ်။ဒါကတကယ်လည်းမှန်ပါတယ်။အကယ်၍ tariff အခွန်တွေသာမရှိခဲ့ရင်ဈေးပေါ်တဲ့နိုင်ငံခြားထုတ်ကုန်တွေကဈေးကွက်ထဲကိုဝင်ပြီးဒေသခံလုပ်ငန်းတွေကိုဖျက်ဆီးနိုင်ပြီးတော့နိုင်ငံအတွင်းအလုပ်လက်မဲ့ဥယျာဉ်တွေလည်းတိုးလာနိုင်ပါတယ်။ဥပမာတစ်ချိန်ကမော်တော်ဆိုင်ကယ်ဆိုရင် Harley Davidson ပဲဆိုင်ကယ်ဈေးကွက်ကိုတရားရဂိုင်းလုံးပိုင်ထားခဲ့ပေမဲ့ Yamaha, Honda, Suzuki, ကာဝါဆာကီစတဲ့ဂျပန်ကုမ္ပဏီတွေကဈေးချိုပြီးတော့အရည်သွေးကောင်းတဲ့ဆိုင်ကယ်တွေနိုင်ငံအတွင်းဝင်လာတော့ Harley Davidson ရဲ့နိုင်ငံဈေးကွက်ယာကိုင်နှုန်း၁၅ရာခိုင်နှုန်းအထိကို ထိုးကျသွားတယ်။အဲ့ဒီအချိန်မှာ Harley Davidson က American အစိုးရကို tariff 45ရာခိုင်နှုန်းထည့်ပေးဖို့တောင်းဆိုခဲ့တယ်။ Help me. Help me. American အစိုးရကလည်းကူညီပေးခဲ့တယ်။ဒီလိုအခွန်တွေတိုးပေးလိုက်ခြင်းကြောင့် ဂျပန်ဆိုင်ကယ်တွေဈေးကြီးလာပြီးတော့ Harley Davidson ကရှင်းပြိုင်လာနိုင်တယ်။ Harley Davidson ကုမ္ပဏီအတွက်လည်းဆိုင်ကယ်တွေကိုဂျပန်ပစ္စည်းအတိုင်းအရေးအသွေးမြင့်မအောင်လုပ်ဖို့အချိန်လည်းပိုရလာတယ်။1989ခုနှစ်ရောက်ပြီးတဲ့နောက်မှာ Harley Davidson ကနိုင်ငံဈေးကွက်ပြန်လည်ချုပ်ကန့်လာနိုင်တဲ့အတွက် tariff ဖယ်ရှားဖို့တောင်းအစိုးရကိုတောင်းဆိုခဲ့ပါတယ်။ဒီဖြစ်ရပ်ကိုကြည်ချင်းဖြင့် tariff အခွန်တွေကဒေသခံစီးပွားရေးလုပ်ငန်းတွေကိုကောက်ွယ်ပေးနိုင်တယ်ဆိုတာပါပဲ။ ဒုတိယအကျိုးကျေးဇူးကတော့အစိုးရအတွက်ဝင်ငွေတိုးတယ်။တကယ်တော့ tariff ဆိုတာကအခွန်တစ်မျိုးပါ။ဆိုတော့အခွန်ဆိုတာ အစိုးရအတွက်ဝင်ငွေပဲ။သွင်းကုန်ပစ္စည်းများလေ tariff အခွန်ကားတွေလည်းပို့ရမယ်။အစိုးရကအဲ့ဒီရတဲ့အခွန်ငွေတွေနဲ့လန်ဒတာအဆောက်အဦဆောက်လုပ်ရေးလုပ်ငန်းတွေပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေသို့မဟုတ်နိုင်ငံစီးပွားရေးတိုးတက်အောင် စီမံကိန်းတွေအတွက်အသုံးပြုနိုင်ပါတယ်။ဟုတ်ပါတယ်။ဒါကလည်းသူတို့ပြောတာပါပဲ။ I mean, I was a businessman doing business. တတိယအကျိုးကျေးဇူးကနိုင်ငံရေးအကျိုးစီးပွားကိုကာကွယ်နိုင်တယ်။ဘလို့မျိုးလဲဆိုတော့နိုင်ငံတွေက tariff ကိုညှိနှိုင်းလက်နက်အနေနဲ့လည်းအသုံးပြုကြပါတယ်။ဥပမာအဖြစ် American ကို Mexican လူမျိုးတွေအဝင်ထွက်အများများတဲ့အတွက် Mexican ဆိုရက်ကိုသွားလာမှုကန့်သက်ရေးစီးမင်းတွေပုံမတင်ကြအောင်လုပ်ပေးဖို့တောင်းဆိုမယ်။အကယ်၍ Mexican ဆိုရက်ကငင်း tariff အခွန်တွေပိုများမယ်။ အကယ်၍တောင်းဆိုတဲ့အတိုင်းကူညီအခွန်တွေလည်းဖယ်ပေးမယ်။ tariff အခွန်တွေကကုမ္ပဏီတွေကိုနိုင်ငံတည်းပြန်လာဖို့တွန်းအားပေးနိုင်ပါတယ်။ဥပမာတချို့ American ကုမ္ပဏီကသူတို့ထုတ်လုပ်ရေးတွေကိုတရုတ်မှာသွားလုပ်နေတယ်။ tariff အခွန်သတ်မှတ်လိုက်ခြင်းဟာတရုတ်မှာထုတ်ပြီးနိုင်ငံတည်းပြန်သွင်းရင်အရှုံးပေါ်မှာဖြစ်တဲ့အတွက်ကုမ္ပဏီကိုနိုင်ငံတည်းပြန်လာလုပ်ကင်ရတယ်။ အလုပ်ကုမ္ပဏီတွေပြန်လာလုပ်ကြရင်နိုင်ငံအတွင်းအလုပ်အကင်တွေပုံများပြီးတော့အလုပ်လက်မဲ့လူဦးရေနည်းစွာစီရန်အတွက်ဖြစ်တယ်။ဒါပေမဲ့တချို့ကုမ္ပဏီတွေက ကိုယ်နိုင်ငံကိုမပြန်ပဲကုမ္ပဏီကို တခြားနိုင်ငံတွေကိုထပ်ပြောင်းသွားတယ်။ဥပမာအမေရိကန်ကတရုတ်မှာအခွန်တွေတိုးကောက်ရင်အခွန်နည်းတဲ့ဗီယက်နမ်နိုင်ငံကိုပြောင်းသွားတယ်။ဒီအချက်တွေကိုကြည်ကျင်းအဖြစ် tariff အခွန်တွေက အလုပ်အကင်နဲ့လုပ်ငန်းတွေကိုကာကွယ်ပေးနိုင်ပါတယ်။ဒါပေမဲ့ဒီခွန်တွေကြောင့် လူတချို့အတွက်စိုးကျိုးတွေလည်းရှိပါတယ်။အဲဒါကြောင့်အမေရိကန်မှာအစိုးရ tariff အခွန်ထည့်တဲ့အခါမှာ လူတွေကမကြေနပ်ပဲဆန္ဒပြကြတာပါ။ဒါဆိုဒီစိုးကျိုးတွေကပါတယ်လေ။နိုင်ငံအကျိုးစီးပွားကိုကာဝယ်နေတဲ့ဒီ tariff အခွန်တွေကို လူတို့ကဘာလို့မကြိုက်ကြတာလဲဆိုကြပြမချက်ကတော့ကုန်စည်နှုန်းတက်လာခြင်းဒီအချက်ကလူတွေအဓိက အကြောက်ဆုံးချက်ပဲဖြစ်တယ်ဥပမာမက္ကဆီကိုမုတ်ပုတ်လုပ်ငန်းအနေနဲ့မုတ်တလုံးထုတ်ဖို့ ဒေါ်လာအသုံးစင်းရှိရဆိုရင်အဲ့ဒါဟော2ဒေါ်လာနဲ့ရောင်းတယ်ဆိုတော့2ဒေါ်လာမြက်တယ်အကယ်၍အမေရိကန်အစိုးရကမက္ကဆီကန်ဆန်ဒွိမုတ်ဆိုင်တွေကို tariff အခွန်2ဒေါ်လာဆိုပြီးတတ်မှတ်လိုက်တယ်ဆိုရင်မုတ်ဆိုင်ကအစိုးရကို2ဒေါ်လာကိုပို့ပေးရမှာဖြစ်တဲ့အတွက်သူတို့ရောင်းစည်းကိုလည်းအရင်2ဒေါ်လာစည်းနဲ့ရောင်းအရှုံးပေါ်မှာဆိုလို့4ဒေါ်လာအထိတင်လိုက်တယ်အဲ့လိုဆိုရင်ဆိုင်အတွက်အရင်လို2ဒေါ်လာပဲမြက်တယ်ဒါပေမဲ့အဲ့ tariff အခွန်ပေးတဲ့သူကမိုးဆိုင်မဟုတ်ပဲမိုးဝဲတဲ့အမေရိကန်စားသုံးသူဖြစ်နေပါတယ်။ဒုတိယဆိုဂျိုကတော့သွင်းကုန်ကုန်ချမ်းကိုမှီခိုပြီးလောက်ကင်နေတဲ့စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်စေပါတယ်။ရှေးကဥပမာအရမက္ကဆီကန်ဆန်ဒွိချ်ကိုလူကြိုက်များတဲ့အဓိကအချက်ကတော့ဈေးသက်သာလို့ပါ။အခု tariff အခွန်ကြောင့်ဆန်ဒွိချ်လုပ်ဖို့ကုန်ချမ်းဖြစ်တဲ့ပေါင်မိုးတွေအရင်ဈေးထက်နောက်ဆက်ပိုတက်သွားတော့လူတွေကသူတို့ဆိုင်မှာဝယ်တာထက်စာရင်ဈေးသက်သာတဲ့ပြည်တွင်းတို့အမေရိကန်ပေါင်မိုးကိုပဲစားတော့မှာပေါ့ ။အဲ့ဒါကြောင့်စိုင်လည်းရောင်းအားကျဆင်းသွားတယ်။တတိယစိုးကျိုးကတော့နိုင်ငံတကာဆက်ဆံရေးပျက်စီးနိုင်တယ်။ယခုဖြစ်နေတဲ့ပြဿနာအရအမေရိကန်နိုင်ငံကတရုတ်ကို tariff အခွန်ထားလိုက်တဲ့အတွက်တရုတ်ကလည်းမကျေနပ်ပဲအမေရိကန်ကိုအခွန်တွေပြန်ထားပါလိမ့်ရော။အခုအခွန်တွေအပြန်အလှန်တိုးကောက်ခြင်းကို reciprocal tariff အပြန်အလှန် tariff အခွန်လို့ခေါ်တယ်။အခုအမေရိကန်နဲ့တရုတ်ကုန်ပစ္စည်းအမျိုးမျိုးကို အပြန်အလှန် tariff အခွန်တိုးကောက်ရာကနေ ကုန်သွယ်ရေးစစ်ဖြစ်လာနိုင်တယ်အခု tariff ရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးကို ရှင်းပြပြီးပါပြီဆက်လက်ပြီးပြောချင်တာကတော့ tariff အခွန်တွေကတကယ်ပဲအလုံးဖြစ်ရလားဆိုတာပါပဲဒီအကြောင်းကိုကမ္ဘာမှာဖြစ်ပွားခဲ့တဲ့တကယ်အဖြစ်အပျက်တွေနဲ့ဥမာပေးပြီးရှင်းပြပါမယ်။ tariff အများစုမအောင်မြင်ပေမဲ့တချို့ကတော့အောင်မြင်ပါတယ်။အောင်မြင်ခဲ့တဲ့တကယ်အဖြစ်အပျက်တစ်ခုကတော့ တောင်ကိုရီးယားရဲ့မော်တော်ကားလုပ်ငန်းကိုကာကွယ်ဖို့အတွက်1960-1980ပြည့်နှစ်တွေမှာတုံးခဲ့တဲ့နည်းလမ်းဖြစ်ပါတယ်1960ခုနှစ်အစောပိုင်းမှာတောင်ကိုရီးယားနိုင်ငံပြည်တွင်းထုတ်ဖြစ်တဲ့ Honda နဲ့ Kia တို့လိုလုပ်ငန်းတွေကနိုင်ငံခြားကားကုမ္ပဏီနဲ့ရှီပြန်ရတာတိတ်မလွယ်လောက်ပါဘူးဒါကြောင့်တောင်ကိုရီးယားအစိုးရကပြည်တွင်းဝင်လာတဲ့နိုင်ငံခြားကားကုမ္ပဏီတွေကိုအနိုင်ယူဖို့ tariff အခွန်တွေကိုတိုးကောက်ရန်ကြံစီပါတော့တယ်ဒီလိုပြည်ပကုမ္ပဏီတွေက ထားရစ်အခွန်တွေပို့ပေးနေရတဲ့အချိန်မှာတောင်ကိုရီးယားမှာရှိတဲ့ဒေသခံကုမ္ပဏီတွေကအချိန်ကိုအကျိုးရှိအသုံးချတတ်ဖို့လဲလိုပါတယ်။ဒီကာလမှာတောင်ကိုရီးယားကားတွေကိုအရေးသေးမြင့်မအောင်လုပ်ဖို့အရေးကြီးဆုံးပါ။အထူးသဖြင့်ဒီမိုကရေစီနိုင်ငံဖြစ်တဲ့တောင်ကိုရီးယားနိုင်ငံကအဲ့ကာလတုန်းကမြောက်ကိုရီးယားစစ်တမ်းကြီးကမတည်ငြိမ်သေးပါဘူး။ဒါကြောင့်အမေရိကန်ကိုအကူအညီတောင်းခဲ့ပါတယ်။တောင်ကိုရီးယားနိုင်ငံထက်စီးပွားရေးမှာအဖက်ဖက်တာနေတဲ့အမေရိကန်နိုင်ငံအတွက်က သူ့ကိုဒီလိုခုနေတိုးကောက်တာဘာမှမထိခိုက်တာကြောင့်လက်ခံခဲ့တယ်။ဒီလိုနဲ့တင်းငယ်တောင်ကိုရီးယားမှာရှိတဲ့ပြည်တွင်းဖြစ်ကားကုမ္ပဏီကနေအခု Hyundai နဲ့ Kia တို့ဟာနိုင်ငံတကာဈေးကွက်အထိပါတိုးပအောင်မြင်လာခဲ့ပါတယ်။ဒါကတော့တောင်ကိုရီးယားမှာချမှတ်ခဲ့တဲ့ tariff အခွန်တွေရဲ့အောင်မြင်မှုရလဒ်တစ်ခုပဲဖြစ်ပါတယ်။မအောင်မြင်တဲ့ဥပမာအနေနဲ့ကတော့ American နဲ့တရုတ်အကြား2018ခုနှစ်မှာစတင်ခဲ့တဲ့ကုန်သွယ်ရေးစစ်ပွဲပဲဖြစ်ပါတယ်။ ်အမေရိကန်မှာဒေါ်နယ်ထရန့်သမ္မတစတက်တဲ့အချိန်မှာသူသတိထားမိတာကတော့အမေရိကန်ကိုတရုတ်မှတွင်းကုံကထုတ်ကုန်ထက်အများကြီးပိုနှဲနေခြင်းပဲဖြစ်ပါတယ်။အဲ့လိုတွင်းကုံထုတ်ကုန်ကွာခြားခြင်းကအမေရိကန်အတွက်ဝင်ငွေနှဲပြီးတရုတ်အတွက်သာဝင်ငွေများစေနိုင်တာဖြစ်တာကြောင့်အမေရိကန်နိုင်ငံဝင်ငွေပိုရအောင်တရုတ်မှတွင်းကုံပစ္စည်းတွေကို tariff အခွန်အနေနဲ့ဈေးကြည့်အောင်လုပ်ပြီးဈေးကွက်ထဲကဖယ်ထုတ်ဖို့ကြိုးစားတယ် တရုတ်ကလည်းမကျေနပ်ပဲအမေရိကန်ကိုပို့နေတဲ့စိုက်ပျိုးရေးထုတ်ကုန်တွေကိုအပြန်အလှန် tariff အခွန်နဲ့သတ်မှတ်တယ်။ဒီလိုတရုတ်ဆိုရကတွင်းကုန်မဟုတ်ပဲထုတ်ကုန်ကို tariff အခွန်တိုးကောက်ခြင်းကသူ့နိုင်ငံမှာရှိတဲ့ကုမ္ပဏီလုပ်ငန်းရှင်တွေအတွက်အမျက်နှဲစေပါတယ်။ဒါပေမဲ့အမေရိကန်မှာလည်းအဲ့တွင်းကုန်တွေကိုမှီကိုနေရတဲ့စီးပွားရေးလုပ်ငန်းတွေလည်းထိခိုက်လာတယ်။အထူးသဖြင့်အမေရိကန်မှာပဲစီကတရုတ်ကပဲအများဆုံးဝင်လာမှာ။ဒီတရုတ်ကဝင်လာတဲ့ဈေးသက်သာတဲ့ပဲစီတွေကို အားထားနေရတဲ့အမေရိကန်နိုင်ငံမှာရှိတဲ့တောင်သူလယ်သမားတွေကအခုအကုန်ဈေးကြီးကုန်လို့လုပ်ငန်းအရှုံးပေါ်နေပါတယ်။ဗန်နာရေးဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်တဲ့ Moody's Analytics အဆိုအရဒီကုန်သွယ်ရေးစစ်ကြောင့်အမေရိကန်မှာအလုပ်အကိုင်3သိန်းလောက်ဆုံးရှုံးခဲ့ပါတယ်။နိုင်ငံတော် GDP လို့ခေါ်တဲ့နိုင်ငံတွင်းစုစုပေါင်းထုတ်လုပ်မှုကလည်း0.3%ညွှန်ကြခဲ့ပါတယ်။ဒါဆိုမေးချင်တာအမေရိကန်နဲ့တရုတ်ကုန်သွယ်ရေးစစ်ပွဲမှာလက်ရှိဘယ်သူအနိုင်ရနေရလဲ။ တရုတ်လားဒါမှမဟုတ်အမေရိကန်လားအဖြေကတော့ဗီယက်နမ်ပါဘာဖြစ်လို့လဲဆိုတော့တရုတ်ကနေပြောင်းပြေးတဲ့အမေရိကန်ကုမ္ပဏီကကိုယ့်နိုင်ငံကိုမပြန်ပဲ tariff အခွန်မရှိတဲ့ဗီယက်နမ်ကိုထပ်ပြောင်းသွားတဲ့အတွက်ကြောင့်ဗီယက်နမ်နိုင်ငံကအမေရိကန်ထံသို့ဈေးကွက်ရောင်းအားတစ်ဖြည်းဖြည်းမြင့်တက်လာပါတယ်ဒီတော့အခုလက်ရှိဗီယက်နမ်နိုင်ငံမှာနိုင်ငံအတွင်းစီးပွားရေးနဲ့အလုပ်ကိုင်ခွင်လန်းတွေပိုများလာပါတယ်နောက်ဆုံးပြောရရင်အမေရိကန်နဲ့တရုတ်ကနှစ်နိုင်ငံလုံးစီးပွားရေးကြဆင်းပြီး ဗီယက်နမ်နိုင်ငံကပဲကြားရတဲ့ဘာမှမလုပ်ပဲမဲရနေရပါဒါကြောင့်အစိုးရတွေက tariff ကိုအတုံးချတဲ့အခါစီးပွားရေးကိုအထောက်အကူဖြစ်အောင်တေချာစွာဆောင်ရွက်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့ရဲ့အခုဗီဒီယိုကိုကြိုက်နေတတ်တယ်ဆိုရင် like and subscribe လုပ်ထားပြီးတော့နောက်ထပ်ဗီဒီယိုတွေလောက်ကင်ဖို့အတွက်အားပေးခဲ့ပါအောင်ခင်ဗျာ